ဲ့မေလ23ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းကိုတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပထမအဦးဆုံးကျွန်တော်တို့တင်ပြဆွေးနွေးချင်တာကတော့မနေ့တနေ့ကကျွန်တော်တို့ပြောထားခဲ့တဲ့မြန်မာနိုင်ငံသားအပါအဝင် Vietnam Cuban တို့နော်ဟောတောင်ဆူဒန်မှာ South Sudan Africa မှာပူရကိစ္စအပိနေတာပေးရကိစ္စကိုဆွေးနွေးကြည့်အောင်ပါဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခါ အင်ဖျူရိုကူတိုင်ကနော်အင်ဖျူရိုကဒီမြန်မာနိုင်ငံသားအကြောင်းအရောက်ကိုလေရှင်းပြထားခဲ့တာမျိုးရှိတယ်ပေါ့အစကတော့ဘယ်လိုဖြစ်သွားခဲ့လဲဆိုတော့အခုလိုမျိုး US ရဲ့ဖန်စီထားတဲ့လူတွေကိုဟောအာဖရိကဘက်မှာဆောက်ဆူတဲ့မှာပူတာကတရားသူကြီးရဲ့အမိန့်ကိုချူဖောက်တာပဲဆိုပြီးမှတချို့ဒီမိုကရက်တစ်ပါတီတွေကတော့ဒိုနယ်ထရမ့်ရဲ့ဆုရအောင်အပစ်တင်ရှုတ်ချတာဝေဖန်တာမျိုးရှိရပေါ့နော်ဒီမနေ့အင်ဖျူရိုရှင်းပြချက်ရဆိုတော့ ူတို့ကဘလို့ပြောခဲ့လဲဆိုတော့ထရမဆူရကတဲ့ဒီတရားရုံးရဲ့ main ကိုမချူဖောက်ပါဘူးဆိုတော့သူတို့ပြောလာခဲ့တယ်ပေါ့နော်အမဆွန်တော့ဒီအခုလိုမျိုးလောက်ရက်ကပုံမှန်လူဝင်မှုအထင်ချုပ်ရေလုံငန်းစဉ်အစိတ်အပိုင်းသာဖြစ်တယ်လို့သူတို့ကရှင်းပြလာခဲ့တယ်ဆိုတော့အခုလိုမျိုးတောင်ဆူတဲ့မှာပြုနေတာကလည်းဒီအာတန်တမာဆက်ဆံရေးရပေါ့နော်တန်တမာဆံရသဘောတူညီမှုရပြီတဲ့အပိုင်းမှာသူတို့ပူထားခဲ့တာဖြစ်တယ်ဆိုပြီးမှအင်ဖြူတော့ကရှင်းပြလာမျိုးရှိတယ်ပြီးတော့ ဒီမှာအရေးကြီးတာတစ်ခုကပါလဲဆိုတော့တရားရေးဌာနကတဲ့တရားတရားရေးဌာနကတရားရုံးရဲ့အမိန့်တွေနဲ့ဒီတာတရနိုင်ငံများတို့ပင်းနန်းပီချင်းကိုတာမင်တာချင်းမရှိပါဘူးဆိုမှသူတို့ကပြောလာတယ်အခုလက်ရှိအချိန်နေတရားသူဒီတယောက်ကသူက state တစ်ခုရဲ့တရားသူကြီး level လောက်ပဲရှိတယ်ပေါ့ဒီ supreme court level သူ့မှာမရှိဘူးပေါ့ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဒီတရားရေးဌာနက Supreme Court level လာဆိုတော့အဲ့လိုမျိုးတားဆီးတာမျိုးမရှိဘူးလို့သူတို့ကပြောနေတယ်ဆိုတော့ ICE ကလည်းဒီဥပဒေနဲ့ညီသူတို့ရဲ့လုပ်ငန်းစဉ်ကိုလိုက်လာခဲ့ပြီးဖန်ဆင်းထားတဲ့သူတွေကိုတရားကြုံတွေမှာအယူခံဝန်ခွင့်များကိုသူတို့ကပေးခဲ့တယ်လို့ပြောကြတယ်ပေါ့ဆိုတော့သူတို့ရဲ့အယူခံရဲ့ဝန်ခွင့်ကလည်းကုံဆုံးအောင်အသုံးပြုနိုင်ခဲ့တယ်ပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုရင် ICE ကသူတို့ကိုဖမ်းတယ်တရားရုံးကသူတို့ကိုစစ်စစ်မေးမြန်းတယ်အမိန့်ချတယ်နောက်ထပ်တစ်ခါအယူခံကိုပေးတယ်ပေါ့ဆိုတော့နောက်ဆုံးချမှာပဲအယူခံနဲ့ အခွင့်ကအကုန်ဆုံးပြည့်တဲ့ပိုင်းမှာပဲသူတို့ကစောင့်စစ်တဲ့မှာပူထားတာဖြစ်တယ်လို့ပြောကြတယ်။ဒါဆိုတော့ကျွန်တော်တို့အဒါကဒီအခြေခံအဖြစ်ပေါ့နော်။ဒီအင်ဖြူရောကရှင်းပြချက်ကိုကျွန်တော်ကဗီဒီယိုလေးမပြဖြစ်မှာအရှင်းပြတာပါ။ပြစ်တတ်တို့ပူသားလေးတွေအောင်ပေါ့။ဆိုတော့သူတို့ကျွန်တော်တို့ပြန်မလည်ငယ်တမှာနှစ်ယောက်ပါတယ်တဲ့။အဲ့ဒီနှစ်ယောက်မှာကျွန်တော်တို့ကထောင်တန်တစ်စီနဲ့အဲ15ဒီကြာကြာနိုင်ချေရှိတယ်လို့ပြောကြတယ်ပေါ့နော်။ဆိုတော့တယောက်ကတော့ ကြော်မြအဖြစ်တယ်ပေါ့နော်တယောက်ကဗီဒီယိုပြမယ်ဗီဒီယိုပြမယ်နော်တယောက်ကကြော်မြဖြစ်တယ်သူကလည်းမြန်မာနိုင်ငံသားဖြစ်နေတယ်သူက ice လို့ခေါ်နေတဲ့လူဝင်မှုကြီးကြပ်ရေးက February session ရက်က2025မှာဖန်ဆီးထားတဲ့လူတယောက်ဖြစ်နေတယ်သူရဲ့ pit data main ကပါလဲဆိုတော့အသက်7နှစ်အောက်ကလေးငယ်ကို main ကလေးငယ်လေးကိုမတရားလိမ်ဆက်ဆံမှုနဲ့ပေါ့နော် lascivious acts လို့ခေါ်နေတဲ့ မတရားလိင်ဆက်ဆံမှုနဲ့သူကိုဖန်ခတ်ထားတယ်ဆိုတော့ထောင်တန်ကစေနစ်စေနစ်အထိပေါ်သူကဆိုးတယ်ဆိုတော့စေနစ်ထိထောင်ချနိုင်ချေရှိတယ်ပေါ့ဆိုတော့နောက်တစ်ယောက်ကမြူမင့်ဖြစ်နေတယ်မြူမင့်ကလည်းနိုင်ငံသားဖြစ်နေတယ်သူကလည်း ice လူဝင်မှုကြီးကြပ်ရေးက February 19ရက်နေ့2025မှာဖန်ဆီးထားတဲ့လူကြောင့်ဖြစ်နေတယ်သူရဲ့ပစ်တာတမိတ်ကပါလဲဆိုတော့သူကပထမအဆင့်လင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုပြီးတော့လောကကိုခုခံ ခုခံနိုင်ဆွမရှိတဲ့ကလေးငယ်ပေါ့ကွာဒါကိုအကြမ်းဖက်နည်းနဲ့တိုက်ခိုက်ပြီးမှလင်ပန်းဆိုင်ရာလုတ်နေတယ်ဆိုပြီးဆွဆွေးခတ်တာရှိတယ်အဲ့ဒါကြောင့်သူ့ကိုဖမ်းတယ်သူလဲထောင်တန်းဆက်တနစ်ကြနိုင်တဲ့အခြေအနေရှိတယ်နော်ဒီမှာတော့အဒီ impuro ရဲ့ ice ပေါ့နော်ဒီ department of homeland security ရထုတ်ပြချက်ရဆိုတော့ဒီမြို့မင်းကတော့ထောင်တန်း၁၇နှစ်ကြမယ်ခုနဂျိုမြကတော့ထောင်တန်း၁၀နှစ်ကြမလို့ပြောထားတယ်နော် ဆိုတော့ဒါတော့မကဘူးသူတို့ရဲ့မှာမချက်ကပါလဲဆိုတော့ C3 ဆိုမှာပါတယ်အဲ့ဒီထုတ်ဖက်ချက်မှာ C3 ဆိုတော့သူတို့သွားပြီးလှည့်လာတဲ့ခါကျတော့ဘာကူသွားတွေ့လဲဆိုတော့ဒါကအမေရိကန်လူဝင်မှုဥပဒေရတဲ့အဲ့လိုမျိုးပြမှုကျူးလူနဲ့သူကနိုင်ငံမှာနေထုတ်ရန်အမျိုးအစားတမချက်တစ်ခုဖြစ်တယ်လို့ပြောကြတယ်သူတို့မြန်မာနိုင်ငံသားတယောက်က C3 ပါနေတဲ့ case ဖြစ်နေတယ်တနည်းအားဖြင့်ပြောရမယ်ဆိုအမေရိကအစိုးရကဒီလူနှစ်ယောက်ကိုအမေရိကကနေထုတ်ဖို့ရတရားရုံးက ဆုံးဖြတ်ချက်ချတဲ့လူတယောက်ဖြစ်နေတယ်ပေါ့အဲ့ဒါကြောင့်အခုလက်ရှိမှာပြဿနာတစ်ခုပါတယ်ဆိုတော့ဖန်တယ်သူရောကပြင်းနေတာတော့ပေးတင်တဲ့ကိစ္စဖြစ်တယ်မှန်တယ်ဒါပေမဲ့ဘာဖြစ်လို့အဆောက်အစုထဲမှာပူတာလဲသူတို့စားကသူတို့ကောက်ကွိုင်တက်နေကြတဲ့ကိစ္စတစ်ခုဖြစ်နေတယ်ပေါ့နော်ဆိုတော့အခုအင်ဖြူရောကရှင်းပြတာဒီကိစ္စကျွန်တော်တို့တတိယနိုင်ငံကိုပူတာနော်ကျွန်တော်တို့လှုပ်နေကြင်အောင်ပူတယ်တတမဆက်ဆိုင်ရေးတဘို့တူကြီးမှုရပြီးမှပူနေတယ်ကျွန်တော်တို့လှုပ်ထုံးလှုပ်နီးဖြစ်နေတယ် နော်တရားရုပ်ရဲ့အမိန့်ကိုကျွန်တော်တို့ချူဖောက်တာမဟုတ်ဘူးဆိုပြီးမှအဖြူတော်ကရှင်းပြတာရှိတယ်။โอเคဒါဆိုတော့ဗီဒီယိုလေးကိုကြည့်ပြပါပဲ။ပရိသတ်တို့ကိုတတ်တင်တဲ့တကွာရှင်းပြပြရစေပေါ့နော်။ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုတော့ပရိသတ်တို့အနေနဲ့ကျွန်တော်ရဲ့ YouTube မှာ subscribe လုပ်ပေးလို့ရပါတယ်။โอเค။တစ်ချက်လောက်နော်။ In other news, the Department of Homeland Security conducted a deportation flight from Texas to remove vicious illegal criminals in the United States. All of these individuals So တရားမဝင်တော့ပြောင်းရွှေ့တမပြမှုကျူးလွန်တဲ့လူတွေကိုကျွန်တော်တို့ကပြင်းတာပေးခဲ့တယ်အစတင်လာခဲ့တယ်သူပြောရတာပေါ့နော် individuals were sent or are trying to be sent to a third country and president trump promised to get vicious illegal alien murderers rapists and pedophiles like these ဆိုတော့ဒီလူတွေကလူတက်ကောင်တွေမတင်းကောင်တွေကလေးကိုလူပန်းဆိုင်လူပန်းဆိုင်ရတော့ကျူးလူနဲ့လူတွေဖြစ်နေဒီလူတွေအားလုံးကကျွန်တော်တို့နိုင်ငံကနေနေထုတ်မှဖြစ်မယ်ကျွန်တော်တို့နိုင်ငံတွေကနေအပြင်ကိုချမှဖြစ်မယ်ဆိုပြောလာတယ်ပေါ့နော် So Trump ကလေသူကတိတဲ့အပေးကတိပေးတဲ့အတိုင်းပါပဲသူကအလုပ်နေတယ်အကောင့်ထိဖို့နေတယ်ပေါ့နော်အခုသူကလေလက်ရှိချိန်လေးအထိသူကတိပေးတဲ့အတိုင်းလုပ်နေတယ်ဆိုပြောနေတယ်ပေါ့ ဆိုတော့အခုလိုမျိုးကျွန်တော်တို့လှုပ်ချင်တာဖြစ်ဒီမိုကရက်တစ်အဖွဲ့တွေကဘလောက်ပဲစိတ်ဆူစိတ်ဆူဘလောက်ပဲစိတ်ငြိမ်းစိတ်ငြိမ်းပေါ်တော့ကျွန်မတို့ကလှုပ်ဆရာရှိတာကိုဆက်လက်ပြီးလှုပ်ပါပဲဆိုတော့ပြောလာတယ်ဆိုတော့ဒီဒီဘလူးရင်းပေါ့ကွာဒီဘလူးရင်းကိုကျွန်တော်တို့နိုင်ငံအသေးကနဲ့နင်ထုတ်မယ်ကျွန်တော်တို့နိုင်ငံကိုလှုပ်ချုံအောင်ထားမယ်ဆိုတော့ပြောခဲ့တယ်ပေါ့ individuals who were on that flight a cuban national ဆိုတော့ဒီကြောက်စရာကောင်းနေတဲ့ယူစရာကောင်းနေတဲ့ပေါ့နော်ဒီပုံမှာရှိနေတဲ့လူတွေကဘသူလူဖြစ်လဲဆိုတော့သူကပြတ်လာတော့မယ်ပေါ့နော်ဆိုတော့ Cuban Cuban နိုင်ငံသားပါနေတယ်ဒီမှာ Cuban နိုင်ငံပါပါနေသူကလည်းလူတက်မှုရေမဆိုင်ပေါ့လူတက်မှုရေပြီးတော့ဓမြတိုက်မှုရေပြီးတော့နော်အစူရအစူရမှာ official နေနဲ့နော်အတူအယောင်လုပ်နေတယ်ကျွန်တော်ကအစုရမလုပ်လို့ပါတယ်ပေါ့ဈေးရေးလို့ပါတယ်ဘာငယ်ပေါ့အတူအယောင်လုပ်နေတဲ့လူရယ်ပြီးတော့ ပြန်ပေးဆွေးမှုရေအဲဆိုတော့နော်လက်နက်နဲ့ဓမြတိုက်မှုရေအရာတွေမှုဖမ်းပြီးမှသူ့ကိုလေစောက်စုတဲ့မှာပြုနေတယ်ပေါ့နော်ဒါကဟိုမိုဆိုက်ဖြစ်နေတယ် attempted first degree murder with a weapon ဒါတော့မှလက်နက်နဲ့ပထမအုံးဆုံးပထမအစ်စ်လူတက်မှုကိုကျူးလွန်နေတဲ့လူတစ်ယောက်ဖြစ်နေတယ်ဒီလူကလည်းတစ်ယောက်ဖြစ်နေတယ်ဘောနော်ခုနကတစ်ယောက်ဖြစ်နေတယ်ဒီလူကလည်း first degree ပေါ့နော်ဒီပထမအစ်စ်လူတက်မှုနဲ့ဖမ်းခံတဲ့လူတစ်ယောက်ဖြစ်နေတယ်သူကိုယ်တိုင်လည်း ်အခုစာအုပ်စုထဲမှာပုနေတယ်ပေါ့နော် convicted of first degree murder and robbery အဲဒီကလေလာဦးကဖြစ်နေတယ်သူကလေပထမအဆင့်လူတက်မှုနဲ့ဖမ်းခံပြီးမှစာဆုတဲမှာပုခံရတယ်ပေါ့နော်ဒါတော့မကဘူးသူကဒီဓမြတိုက်မှုလေးပါသေးတယ်သူကဘာလဲဆိုတော့ Mexican ပေါ့နော်သူက second degree murder second degree murder ဆိုတာက first degree murder နဲ့ second degree murder ဆိုတော့မတူကြဘူးပေါ့နော် first degree ဆိုတာက ရည်ရွယ်ချက်ချက်ရည်ရွယ်ချက်ရှိရှိနဲ့လူတတ်ကလူတတ်တာကို first degree လို့ခေါ်နေတယ် second degree ကအဲ့လိုမျိုးကျွန်တော်တို့ရန်ဖြစ်ရင်းနဲ့ဘောနော်လက်လွန်ခြေလွန်ဖြစ်တာလူတတ်မိတာအဲ့ဒါ second degree လို့ခေါ်တယ်ဒါမှမဟုတ်ကအရက်မူပြီးမှအကားပေါင်းပြီးလူတော်တိုက်မိတာမျိုးပေါ့ဒါမျိုးကို second degree လူတတ်မှုလို့ခေါ်နေတယ်ဘောနော်ဒုတိယဆင့်လူတတ်မှုပေါ့ second degree murder a citizen of south sudan convicted of robbery in the possession of a firearm အဲ့ဒီ South Sudan ကောင်ကလည်းနော်လက်လက်နက်နဲ့တမျှတိုက်မှုနဲ့ဖမ်းခံပြီးမှ Sudan မှာပြုတ်ပြပူတယ်ပေါ့ A citizen of Burma convicted အဲဒါမှ Burma အကြောင်းပြောလာတယ်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားနဲ့အကြောင်းသူတို့ကလည်းပြောလာတယ် lascivious acts with a child လကလေးအပေါ်မှာလင်ပန်းဆိုင်ရာဆွဆွဆွေးမှုနဲ့မဟုတ်လား lascivious acts ရာဒီကလေးကလေးငယ်လေးတွေကိုလင်ပန်းဆိုင်ရာတိစားပြီးမှလုပ်တာပေါ့နော် less than 12 years old ်။နော်အဒီကလေးငယ်လေးကအသက်7နှစ်တောင်မပြည့်သေးဘူးပေါ့နော်အဲ့ဒါကိုလင်းပန်းဆိုင်ရာသွားလို့တယ်ပေါ့ကွာအဲ့ဒါဆိုဖမ်းပြီးမှဒီကောင်ကလေဒီကျော်မြလို့ခေါ်တယ်ပေါ့နော်သူကထောင်တန်းစနစ်ကြတဲ့ချစ်ရှိတယ်ပေါ့ convicted a first degree sexual အဲသူက first degree sexual ပေါ့နော်ဒီဒီကောင်ကလေမြို့မြင့်ပေါ့နော်မြို့မြင့် victim and physical incapable of resisting အဲဆိုတော့သူကနော်စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်နော်လုံးဝကိုခုခံနိုင်စောမရှိနေတဲ့ကလေးငယ်ဘေးကူသူကလည်းအကြမ်းဖက်ပြီးမှလင်ပန်းဆိုင်ရာတွားလို့နေတယ်လို့ဆွဆွေးခံရခဲ့တယ်ပေါ့နော်ဒါလုံးဝကိုယူစရာကောင်းနေတယ်ဆိုမှသူကပြောနေတယ်ပေါ့နော်အားကြောင့်ဒီမြန်မာနိုင်ငံသားနှစ်ယောက်ကလည်းစူဒန်မှာပူခံရတယ်ပေါ့နော်ဆိုတော့ဒါကတော့ impurity ကပေါ်လာလို့ရေး အင်ဖြူရိုကြီးကရှင်းပြချက်လို့တာဖြစ်တယ်ဂျင်ညာချက်လို့တာဖြစ်တယ်ဒါဘသူကမှထွင်ပြီးမှပြောတာလည်းမဟုတ်ဘူးပေါ့နော်ကြည်ပါအောင်ဒါငင်းလို့မရတဲ့ fact ကြီးတစ်ခုဖြစ်နေတယ်ပေါ့နော် enemy is national convicted of first degree murder အဲအဲ့ဒီမိကဗစ်နမ်ကောင် activist district court judge in the city of boston massachusetts is trying to force the president of the united states to bring အဲ so massachusetts ရဲ့တရားသူကြီးဖွင့်တွင်ကတော့အခု donald trump ရဲ့လုပ်ရက်တွင်ကို ဒါစီဖူးလုံနေတယ်ပေါ့နော်အဲ့ဒါကိုသူကပြန်ရှင်းပြတယ်နားထောင်ကြည့်ရအောင် These monsters back to our country Judge Brian Murphy is ordering the Department of Homeland Security to So any judge တရားသူကြီးကပေါ့နော် These illegal criminals 15 days to reopen their immigration cases အဲဆိုတော့အဲ့ဒီတရားသူကြီးက Department of Homeland Security ကိုအခုနက ဒီအာပြမှုကျူးလူနဲ့လူတွေအတွက်နော်ရက်15ရက်နဲ့ကိုသူတို့ရဲ့ immigration case ကိုပြန်ဖွင့်ဖို့တောင်းဆိုလာခဲ့တယ်ပေါ့နော်။အော်ဒီလူတွေကိုကျွန်တော်တို့စုံစမ်းမြေမြမှဖြစ်မယ်ဆိုမှပြန်တောင်းဆိုလာတယ်ပေါ့နော်။ Every single one of these individuals I will have, I will add, had final orders of removal from our country. And now Judge Mercy. So, to rock up has you know, not a song a sin tea, no? US can, not a song a sin tea. နေနေထောက်ဖို့ဆုံးဖြတ်ချက်ချထားတဲ့လူတွေဖြစ်နေတယ်ပထမအဆင့်လေးမဟုတ်ဘူးဒုတိယအဆင့်လေးမဟုတ်ဘူး final လို့ finalize လုပ်ပြီးသားလူတွေအော်ဒီလူတွေကတော့တေချာပြီကျွန်တော်တို့အမေရိကန်နိုင်ငံကနေနေထောက်မယ်ဆိုတာနောက်အဆုံးအဆင့်တေချာပြီဆိုတော့နောက်အဆုံးဆုံးဖြတ်ချက်လုပ်ထားပြီးသားတဲ့လူတွေဖြစ်နေတယ်ကွာအဲ့ဒါကိုတချို့အခုနကသူပြောနေတယ်တရားသူကြီးတယောက်ကတော့မကြိုက်ဘူးလို့ပြောနေတယ်ပေါ့နော် forcing federal officials အဲဒီ Josh Murphy ပေါ့နော်သူသူပြောတာ Josh Murphy for over two weeks, threatening our U.S. diplomatic relationships with countries around the world and putting these agents' lives in danger by having to be with these illegal murderers, criminals, and rapists. This is. so, aku no miu gua chen ro nai ngai ma lu ta kong ma ding kong no damia mia kong rui gu chen ro nai ngai ma ta ya la ni le chen ro agent zhe de andre shi ni le me. ။အဲ့ဒီလူစုကောင်တွေအတွက် Judge Murphy ကယက်တီပေးတယ်ဆိုမှတော့ဆွဆွေးတာပေါ့နော်သူကတော့ completely absurd. Judge Brian Murphy is not the Secretary of State. He is not the Secretary of Defense or the Commander in Chief. ဆိုတော့ဒီ Judge Murphy ဆိုတာကနော်ကျွန်တော်တို့ရဲ့ secretary of state လည်းမဟုတ်ကကွေဝင်ကြီးဌာနလည်းမဟုတ်ဘူးပေါ့နော် secretary of state လည်းမဟုတ်ဘူးပေါ့ကွာဆိုတော့ commander လည်းမဟုတ်ဘူးပေါ့ကွာ judge in Massachusetts. အဲဆိုတော့သူကတော့ဒီ Massachusetts မှာ district court ရဲ့တရားသူကြီးတယောက်ပါပေါ့။သူကကျွန်တော်တို့လုပ်ရက်ကိုတားပိုင်ခွင့်မရှိဘူးဆိုတဲ့သဘောပါ။နော်သူက commander in chief လို့လို့ပါလို့လုပ်နေတယ်ပြောနေတယ်ပေါ့နော်။ဆိုတော့ district ခရိုင်တက်တက်ပေါ့နော်။ခရိုင်ရဲ့တရားရုံးရဲ့တရားသူကြီးတယောက်တက်တက်မရှိတယ်။နော်ကျွန်တော်တို့လုပ်ထားတဲ့ဥစ္စာကသူ့မှာဘာမှ power မရှိဘူးတားပိုင်ခွင့်မရှိဘူးဆိုတဲ့သဘောပါပေါ့နော်။ control the foreign policy or the national security of the United States. အဲဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒကိုလုံးဝထိန်းချုပ်ပိုင်ခွင့်မရှိသလိုကျွန်တော်တို့ရဲ့ဒီအမျိုးသားလူချုပ်ရဲ့အတွက်ကလည်းသူ့မှာထုံချုပ်ထိန်းချုပ်ပိုင်ခွင့်မရှိဘူးဆိုတာပြန်ပြောရတယ်ပေါ့ Hmm. According to new reporting about this judge, he's a registered Democrat in Massachusetts who, during his Senate confirmation hearings, failed to disclose his ties to a radical left wing organization that claimed the word illegal to describe illegal aliens was inherently prejudicial. This massive ju judicial overreach by Judge Murphy is part of the same opposition our administration has faced since day one. So, right. Democratic Party, Republican, Coloma, Taikan, and Lutia, are egregiously trying to stop President Trump from using his core constitutional powers as head of the executive branch. Uh, Donald Trump ye <laughs> di uh, upre power tong cha ko di lu ka be bo di a Democratic Party de chu ka be long wa ko ta si phu lou ba. Judicial activists want to unilaterally stop President Trump from deporting foreign terrorists and keeping the American people safe. Nearly 80 million Americans reelected this president to deport illegal criminals from our homeland. ဆိုတော့ကျွန်တော်တို့နိုင်ငံကနော်တန်းရှိစေကနော်သမရအကြီးကိုရွေးချယ်တဲ့အဓိကအကြောင်းရင်းကကျွန်တော်တို့နိုင်ငံမှာမတင်းကောင်တွေလူစုတွေနော်တရားမဝင်တဲ့လူတွေကိုပြန်ပုတ်ဖို့ရတဲ့အတွက် vote ပေးခဲ့တာကွာရွေးချယ်ခဲ့တာကွာဆိုတော့သူပြန်ပြန်ပြောရပေါ့နော်အခုလက်ရှိအခြေအနေထိမှာသူတို့ polling ပေါ့နော် poll online ရဲ့ online ရဲ့ polling အရဆိုတော့ ဒီ91%ပေါ့နော်91%ကကူးစတိရခိုင်တုံးကတော့အမေရိကန်မှာရှိနေတဲ့တရားဝင်ပြောင်းရွှေ့တွေကိုပြင်းထန်တိုင်းလုပ်ဖို့နော်နေထုတ်ဖို့သဘောတူနေစေဖြစ်တယ်ပေါ့ especially those with final orders of removal from our country who have shown to the pit no အစူရကနောက်ဆုံးအဆင့်ထိတက်မှတ်ထားတဲ့လူတွေကွာ final ဒီနိုင်ငံထဲကလည်းဒီကောင်ကတော့နေထုတ်မှဖြစ်တော့မယ်ဆိုရင်နောက်ဆုံးဆုံးဖြစ်ချက်ပေးတဲ့လူတွေကတော့နော်နေထုတ်ဖို့ကရည်ကြီးတယ်ပေါ့ to continue to stay here Understandably, Americans want these people sent home. So, to know about the little girl in my pooch, in there, but no. We hope the Supreme Court will continue to rein this in as soon as possible to restore proper constitutional order. So, no, the Supreme Court, but no, the Tiayunga Supreme Court, the Jisung, but no, Daga, the Kesa Kumimia San San, Pongman Tampia Lunapu, uh, Miolimba, so I'm a pure about. Country. We'll take some questions. alright that's question this okay ဒီကိစ္စတော့မှပြန်ကျွန်တော်ဆွေးနွေးကြည့်အောင်ကျွန်တော်ပရိသတ်တော့ကိုပြချင်တာတစ်ခုရှိသေးတယ်အဲ့ဒါကပါလဲဆိုတော့အဲ့ဒါမနေ့ကကွာဒီ home foreign affair committee မှာကျွန်တော်တို့ဒီ secretary of state macro robio ကိုဒီ low mac carrying ကပေါ့နော်အတူကိုဟိုမေးဒီမေးလို့နေဒီနေရာမှာတော်တော်လေးကိုကြမ်းတယ်ကွာ online မှာဒီကိစ္စကလည်း trending ဖြစ်နေတယ်ပေါ့သူကဘယ်လိုပြောလဲဆိုတော့ macro ကိုခမရကိုကျွန်တော် vote ပေးမိတာသူက chris van hollen လို့ခေါ်တယ်ပေါ့ခမရကို democratic party လို့တယောက်ဖြစ်နေတယ်ခမရကိုကျွန်တော် vote ပေးမိတာနောင်တရတယ်ပေါ့သူဒီပြောတယ်သူမျက်နှာမှာ macro လို့ပြောကဘယ်လိုပြန်ပြန်ပြောလဲတိတာအခုလိုမျိုးခမရနောင်တရနေတာကကျွန်တော်အလုတ်ကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့စာကိုတက်တေပြတာပဲသူကပြောပြောတယ်ပေါ့ကွာကြည့်ကြည့်အောင် ជីជីយ៉ាងតែណាត់ថោម៉ងតែឆ្លឡោណូ <laughs> you directly and personally that i regret voting for you for secretary of state well first of all your regret for voting for me confirms i'm doing a good job <laughs> well, that's just a flippant statement mr secretary can i respond mr chairman you may i didn't ask senator my please let uh, the secretary uh, <laughs> happy to but then i can respond to his your time's up, Senator, and uh, well, used, I might add. Well, your, your, remarks do not represent the view of this committee. Well, Mr. Secretary, Chairman, uh, Well, I'd like to, I can't respond to everything he said because much of these are untrue, but I'll go through a few. First of all, I'm actually very proud of the work we've done with USAID. <laughs> for example, I don't regret cutting $10 million for male circumcisions in Mozambique. I don't know how that makes us stronger and more prosperous as a nation. I, raise, I don't regret yeah, the psycho social support, yeah. I support raise, services. I raised the hand, Mr. Secretary. And I respond, Senator? To that, uh, I... Have. Senator, I'd ask you to suspend. You had seven straight minutes. Uh, uh, I chose three three to nine. use my time that way, Mr. Uh, Chairman. and that's my right to. Please suspend, that way. Secretary Absolutely. We deported gang members, gang members, including the one you had a margarita with. And that guy is a human trafficker and that guy is a gangbanger, and, that, and and, the evidence is going to be clear. And the day that the Mr. Happened, Chairman, who you went to go, Senator, sorry, please, Chairman, Rubio has the floor. Mr. Chairman, he can't make unsubstantiated Senator, comments like that. Secretary Rubio has the floor. You Secretary Rubio should take that testimony to federal court Senator, of the United States because well, he hasn't well, done it under oath. Oh my God! I have to tell you directly and personally that I regret voting for you for Secretary of State. All <laughs> right, no, I got to tell ပရိသတ်တို့ကြည့်ချင်တယ်ဆိုတော့သူတို့ရဲ့ full video ကို online မှာပြပေးမယ်ပေါ့နော်။တော်တော်လေးကိုအဲ့ဒီသူတို့ရဲ့ House Foreign Affairs Committee ရဲ့မေခွန်းမေးတဲ့နေရာမှာတော်တော်လေးကိုကြမ်းကြတယ်ပေါ့နော်။အဓိကဒီနေရာလေးကိုပြချင်တာကပါလဲဆိုတော့ Democratic Party တရားလူတရားပေါ့နော်။သူ့မေသူ့သူ့နာမည်ကျွန်တော်မေ့သွားတယ်။သူက Macro Rubio ကိုချက်ချင်းခမည်းကိုတဲ့ခမည်းရှိမှာပဲဒီဒီပြောချင်တယ်။ခမည်းကို vote ပေးမိတာကျွန်တော် နောက်တရပြီလို့ပြောတယ်ပေါ့နော်မက်ခရိုရိုဘီယို state of secretary of state ကဘယ်လိုပြန်ဖြေလဲဆိုတော့အခုလိုအခုလိုမျိုးခမည်းတော်တရတာကျွန်တော်အလုပ်ကောင်းကောင်းလေးလုပ်နိုင်တယ်ဆိုတာနော်အခိုင်အမာအတည်ပြုခဲ့တာအစမှသူကပြန်ပြောတယ်ပေါ့နော်ကျွန်တော်တို့ USAID မှာနော်ဒီဟိုးဟိုဖက်မှာပါလေအကြီးပြားကိစ္စအကြီးပြားလှီးတဲ့ကိစ္စမှာ10 billion cutting လောက်တာတော့တားနဲ့ချီပြီးမှကျွန်တော်တို့ stop လုပ်တာတော့နောက်တော့မရပါဘူးကျွန်တော်တို့ gang နော်ဂိုင်းစားလူတွေလူစုသမျှလူတွေကိုတို့နိုင်ငံမှာပူတာမျိုးကျွန်တော်တို့တော့တမရပါဘူးကျွန်တော်လှုပ်ထားတဲ့ကိစ္စမှာသူများကုကူကူအကုန်ယူမိတယ်ဆိုမှသူကပြန်ပြောတယ်ပေါ့နော်အဲ့ဒါနဲ့တော့ဟိုတယောက်ကကြားဖက်လိုက်ဒီတယောက်ကကြားဖက်လိုက်ဆိုတော့ရန်ဖြစ်တော့ဘလို့လို့ဘာလို့လို့ဖြစ်တယ်ပေါ့အာ full video ရှိတယ်ပရိသတ်တို့ကစိတ်ဝင်စားတယ်ဆိုတော့နောက်မှပဲကျွန်တော်ကအသေးစိတ်ပြန်တင်ပေးမယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ဒီလိုနဲ့ပဲရနာပြစေကျွန်တော်ရဲ့ YouTube channel လေးကိုပရိသတ်တို့အနေနဲ့အသုံးဝင်တယ် ကမ္ဘာသတင်းကြောင်းတွေကိုသိရှိနားလည်ခွင့်ရတယ်လို့ခန်းစားမိတယ်ဆိုတော့ subscribe flow page အားအပလို့ရပါတယ် thank you so much for watching beautiful people i love you guys take care god bless i will see you soon bye bye